ဟဲ့လိုဘရိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mr. Gan ပါဒီနေ့မှာတော့ကျွန်တော်ကို comment ညီမအာ fish shop ပြပါ fish shop ပြပါဆိုပြီးတော့ပြောကြရတယ်ဗောနော်အဲအကြောင်းမလို့ကျွန်တော်ကဒီနေ့မှာတော့ Roblox ထဲက fish ဆိုတဲ့ game ကိုစော့ကြည့်မှာပဲဖြစ်ပါတယ်အဲကျွန်တော်အရင်တော့တခါစော့ဘူးပဲမြေတေချာတော့မစော့ပြည့်ဘူးဗောနော်အဲအကြောင်းမလို့ကျွန်တော် level ကလည်း1ပဲရှိပါသေးတယ် โอเคဒါနဲ့ကျွန်တော်စပြီးတော့မစော့ခင်မှာကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ခေါင်းလောင်းလေးပါနှိပ်ပေးထားရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့ဗျာဘာလို့လဲဆိုတော့ကျွန်တော်ကညနေ9:00နာရီတိုင်း video တစ်တွေကိုတင်ပေးနေတာမို့လို့ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့ကြုံရမယ်အာအရင်ဆုံးကျွန်တော်ဒီဘဲကိုစကားပြောလိုက်မယ်ပေါ့နော်โอเคဒီကဘယ်လိုပြောရမလဲကျွန်တော်ထင်တာကတော့ quest ယူတယ်လို့မျိုးပဲလို့ထင်တယ်ပေါ့နော် okay သူဘာပြောမလဲဆိုတာကိုကျွန်တော်ကြည့်မယ်အော်3 fish or any kind ਨੇ okay ကျွန်တော်ကြိုက်တဲ့၅မျိုးစား၃မျိုးဘယ်လိုပြောရမလဲရှာခိုင်းတယ်ဗောနော်ဖမ်းခိုင်းတယ်ဗောနော် okay ကျွန်တော်တို့ကဒီမှာအဲ့တော့ဒီမှာဖမ်းရမယ်ဗျာအာကျွန်တော်ရဲ့ဒီနှမားထိုင်ကတော့တွေ့တဲ့အတိုင်းပဲတစ်သားချောင်းလိုလိုဘာလိုလိုနဲ့ဗောနော်မသူများတွေဟာတွေကိုကြည့်လိုက်ပါအောင်အယောင်ဝါတွေကတောက်ပါနေတော်တော်ကြီးဟုတ် โอเคဒါမှကိစ္စမရှိပါဘူးငမြားတန်နေတော့မဆိုင်ဘူးလို့ထင်တာပဲပေါ့နော်ထင်အထင်ပါโอเคငမြားတန်နေတော့မဆိုင်တော့ပါဘူးကျွန်တော်တို့အာဘလို့ပဲနေနေမိအောင်လို့ဖမ်းရမှာပဲလေโอเคအဲ့တော့ကျွန်တော်ရဲ့ဒီငမြားတန်အသက်သားချောင်းလေးနဲ့ကျွန်တော်တို့ငါဘာငါးတွေရမလဲဆိုတော့တစ်ချက်တော့ကြည့်ကြမယ်ပေါ့နော်အိုးရရမိဝိုင်းမိဝိုင်းโอเคကျွန်တော်တို့ဘာငါးရမလဲဆိုတော့တစ်ချက်တော့ကြည့်လိုက်မယ်โอเคဘာရမလဲရတော်တော်တော့ဆွဲရတယ်နော်အာရောင်ဝတ်တဲ့ဟဲဘာကြီးတော့ 2.6kg တဲ့ အာငါးတော့ရှားတော့ရတယ်ဒါမဲ့နည်းနည်းသေးတယ်ပေါ့နော်အကောင်ကတော့နည်းနည်းမဟုတ်ပါဘူးတော်တော်သေးပါတယ်အာโอเคဒါကတော့ပထမဆုံးချိန်ဆိုတော့ဒီလောက်တော့ရှိမှာပေါ့သိရမလားโอเคကျွန်တော်ဒီမှာနေရာပြောင်းပြီးတော့မျှကြည့်မယ်ဗျာနေရာပြောင်းပြီးတော့မျှရင်တော့ကျွန်တော်တို့ပို့ကောင်းတဲ့ဟာတွေရှားလောက်တယ်ပေါ့နော် shape 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 ကဲဘာရမလဲဆိုတော့ကြည့်ရမယ် shape 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 အိုးရေမိဝိုင်းမိဝိုင်းဘာကောင်းမိဝိုင်းလဲတော့မသိဘူးမိတော့မိဝိုင်းပေါ့နော်တခုခုတော့မိဝိုင်းပါဘီ ဖနက်တွေပါရဲ့တော့မလုံနဲ့တော့ Okay ဒီမှာဘာကောင်လဲတော့မသိပါဘူးကျွန်တော်တို့အနီရောင်လေးပေါ့နော်ဘောက်ပန်းရောင်လေးပေါ့နော် Okay 6 kg တဲ့ Okay မစိုးပါဘူးကုနာတဲ့စာရင်တော့နည်းနည်း kg ပို့ပြီးတော့များရတယ်ပေါ့နော် Okay ကျွန်တော်နောက်ထပ်ဘာကောင်ရမလဲဆိုတာကိုထပ်ပြီးတော့ဖမ်းကြည့်ကြမယ်အိုးရင်ထပ်ပြီးတော့မိပြန်ပြီ Okay ဟုတ်ပြီဆောက်တောက်လျှောက်ကိုမိနေတာတောက်လျှောက်ကိုမိနေတာရအောင်ကဲကျွန်တော်တို့ဘာရမလဲဆိုအောင်ကြည့်လိုက်ရအောင် Okay uh what the hell 1.5 kg ရဲ့ရောင်ကြီးခုနရရနှစ်ကောင်ထက်တော်မှာပို့ပြီးတော့စိုးဝါးပါတဲ့အခြေအနေ What Okay ကိုလူတို့ဘာဖြစ်ဖြစ်ကျွန်တော်စိတ်တက်မကြအောင်ဗျာထပ်ပြီးတော့ဖမ်းရမယ်ပေါ့နော်အာဒီမှာကျွန်တော်ဘေးမှာရက်နေရဲ့တယောက်ကတော့ရှိုးလိုက်ပါအောင်ငားများတဲ့ယိုကေးမိပြီဘာကောင်မိပြီလဲဘာကောင်မိပြီလဲတော့မသိဘူးတော်တော်ကြီးတော့ဆွဲရတယ်ပေါ့နော်ကြည်ရတာတော့ဆောင်းအန်းကျန်းတဲ့ငားကြီးဖြစ်မယ်နဲ့ထင်တယ် Okay အာ3.8 kg ရဲ့ကျေးဇူးတင်ပါတယ် โอเคบายပြီးပြီးငားရတာပဲကျွန်တော်ကျေးဇူးတင်ရမယ်ဗောနော်โอเคဒီဘဲကိုကျွန်တော်စကားပြောလိုက်မယ်ငားလေးရသွားပြီဆိုတော့โอเคအာသူကဒီမှာပြန်ပြီးတော့ပြောတယ်ဗောနော်ဘာညာကွီကာကျွန်တော်ဟိုဒီမှာအ new fishing rod တဲ့အာဘယ်လိုပြောမလဲငမများတဲ့အစ်တဝယ်ခိုင်းတာဗျာโอเคကျွန်တော်ငမများတဲ့အစ်တဝယ်ကြမယ်โอเคကျွန်တော်ဒီမှာပတ်စံကတော့930ပဲရှိသေးရဗောနော်ရှားမရတော့ကျွန်တော်လည်းမသိသေးပါဘူးတွားပြီးတော့ကြည့်ရမယ်အာငမများတဲ့က ဝယ်လို့တော့မရတော့သေးဘူးထင်တာပဲကျွန်တော်900ကျော်ဆိုတော့ဘာဖြစ်ကျွန်တော်ဒီမှာရထားတဲ့ငားလေးတွေကိုအရင်ဆုံးရောင်းလိုက်မယ်ဗျာ okay အာငားတွေကလည်းတိတ်ပြီးတော့ပတ်စံမရဘူးပေါ့နော်ဘာလို့လဲဆိုတော့အာတိတ်ပြီးတော့တန်မိုးမကြီးလို့ထင်တယ်ဒါမှမဟုတ် kg တွေဘာတွေနည်းလို့လာတော့မသိဘူး okay ကျွန်တော်တို့ထပ်ပြီးတော့မြှားကြမယ်ပေါ့နော်ဒီထက်ကြီးတဲ့ငားတွေရပါစေလို့ဆူတောင်းပြီးတော့မြှားရမယ် okay ကြော်ညာတွေကလည်းတက်တယ်အိုးရေငါရေထဲတောင်ပြုတ်ကြတယ်ရောင်အေးကြော်ညာတွေကနှောက်ရက်တာ okay ကျွန်တော်ဆက်ပြီးတော့မျှားကြမယ်ကိုလူတို့ဘာငားရမလဲဆိုတာတော့ကြည့်ရမှာပဲလေဘာပြီးအရှုံးမပေးဘူးဗျာ a few moments later okay ကိုလူတို့ကျွန်တော်မျှားနေတာအခုဆိုရင်တော့မိွားပြီးမိွားပြီး okay ဘာရမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ကြမယ်ပေါ့နော် okay ဘာငားရမလဲကိုလူကြီးတော်တော်ကြီးတော့ဆွဲရတယ်နော်တော်တော်ကြီးဆွဲရရင်ငါတိတယ်ဘာမှမကောင်းတာကြီးရတော့မှာအေးထင်းတဲ့အတိုင်းပါပဲ 2.5kg တဲ့ okay ငါရတာကိုပဲကျွန်တော်ကျေးဇူးတော်တော်ကိုတင်နေပါပြီအာဟိုမှာကျွန်တော်လူကလည်းဒီမှာ ကျွန်တော်ကိုခေါ်နေရပေါ့နော်ခမ်းနဲ့အာဘယ်သွားမလို့လဲတော့မသိဘူးလာတော့ခေါ်နေရကျွန်တော်ကဒီမှာငားဖမ်းတာနေရင်ကြောင်ပြောက်နေရโอเคဒီမှာထပ်တော့မိပါပြီဘာရမလဲမသိဘူးကြည့်လိုက်မယ်ကဲကျွန်တော်ဘာငားရမလဲဆိုတာကြည့်အောင်โอเคอ่าเยอะๆบางาเลยอ่า 8.3kg ဆိုတော့คุณน่ะတက်ဆိုင်တော့ကောင်းပါတယ်อ่า fish အကြီးရှိရဲ့နေရာကိုခေါ်ွားပြီးမယ်တဲ့โอเคကျွန်တော်ခဏသူ့ကိုစောင့်ခိုင်းလိုက်တယ်ဗောနော်ခဏဝေခိုင်းလိုက်ပါတယ် โอเคဘာလဲဆိုတော့ကျွန်တော်ကဒီမှာငမရအံကိုလည်းကြီးလိုက်ပါအောင်ဗျာတက်သားချောင်းကြီးကြာနေရပဲအဲ့တော့ဘယ်လိုပြောရမလဲငါးကြီးတွေကိုမြားဖို့ကတိတ်ပြီးတော့အဆင်မပြေတော့သေးဘူးโอเคဒီမှာကျွန်တော်တို့ရထားတဲ့ဟာတွေကိုပြန်ပြီးတော့ရောင်းရမယ်ပေါ့နော်ခုနကတော့ငါးတွေတော့ရှားလိုက်တယ်ဗျာဒါပေမဲ့အရန်ကောင်းကြီးတော့မဟုတ်တော့တိတ်ပြီးတော့ပတ်စံနေပါရင်တိတ်ရမှာတော့မဟုတ်တော့ဘူးဒါပေမဲ့လည်းကျွန်တော်တို့ရောင်းစရာပဲရှိတယ်ဒီဘာမှလည်းလုံးမရအောင်ဆိုတော့โอเคကဲကျွန်တော်တို့ဒီမှာထပ်ပြီးတော့မြားကြမယ်ပေါ့နော် ။ဘာလို့လဲဆိုတော့မမားတဲ့အစ်တစ်ကလို့တယ်။မြားနေတဲ့အချိန်မှာ brother တို့ကိုတစ်ခုလောက်လဲကျွန်တော်ပြောခြင်းတယ်။အဲ့ဒါကတော့မြန်မာနိုင်ငံမှာ robust တွေကိုဈေးနှုန်းချိုတာစွာနဲ့ရောင်းချပေးနေတဲ့အမေရှော့အကြောင်းဝင်ဖြစ်ပါတယ်။အမေမှာဆိုလို့ရှိရင် give လို့ရတဲ့ game pass တိုင်းကိုအတန်ဆုံးဈေးနှုန်းနေနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ြီးတော့ Robert Zeno အနေနဲ့ဆိုရင်လည်း1 Robert ကို25ချက်ပဲကြမှာဆိုတော့အရန်ကိုတန်နေပါပြီ။ပတ်စဉ် Gateway ကျန်းစာကြီးတွေပေးနေပြီးတော့အခုဆိုရင်လည်း Dragon Permanent Gateway ပေးဖို့အတွက်ရှိပါတယ်။အဲအကြောင်းကျွန်တော်အခုပြထားတဲ့အားမယ်ရဲ့ Telegram Channel လေးကိုလည်း Join ပေးထားဖို့အတွက်ကျွန်တော်ကပြောချင်ပါတယ်။အာပြောချင်တာကတော့ဒါပါပဲ။ Okay ကိုလူတို့ကျွန်တော်မျှားနေတာတော့အခုထက်ကြီးတော့ကျွန်တော်ကောင်းကောင်းကန်ကန်ငားတော့မရသေးဘူးပေါ့နော်ကျွန်တော်လည်းတော်တော်လေးကိုပူနေပါပြီအဲ့ရမျက်ပင်ကြီးလားဟောအသက်ဟဲမျက်ပင်တွေပါရှားနေပြီအောင်ကြီးငားတော့မရတော့ဘူးဟာ Okay ကိုလူတို့ကျွန်တော်တို့ဒီမှာရတာတဲ့ငားတွေနဲ့ဒီမျက်ပင်တော့ဖြစ်တယ်ဟိုဟာ seaweed ပေါ့နော် seaweed ဆိုတော့ဒါပင်လေရည်ညှိလာပါတယ်အဲ့လိုတစ်ခုခုပဲဗျာအာအဲ့ဒီဟာတွေကိုကျွန်တော်တို့ဒီစိုင်မှာပဲရောင်းလိုက်တော့ Okay ပတ်စံလည်းတိတ်ပြီးတော့မရပါဘူး အာကျုံနောက်ထပ်ကျုံသွားတော့သွားကျင်တယ်ဒါမဲ့ကျွန်တော်အနေထားနဲ့ကသွားဖို့ကတိတ်ပြီးတော့အဆင်မပြေတော့သေးဘူးပေါ့နော်အဲ့တော့ဒီမှာပဲနည်းနည်းဘယ်လိုပြောရမလဲဖန်ရမယ်ပေါ့ဗျာအာငားများရမယ်ပေါ့အာရေသူကငားတွေကိုတူရတာတဲ့ငားအကောင်အကြီးကြီးကိုလာပြီးတော့ကြွားရတာပေါ့နော်ငားတွေရောပစွန်တွေရောရတာအနေထင်တယ်โอเคဒီမှာကျွန်တော်လည်းရနေပြီကျွန်တော်လည်းရနေပြီဘာတွေရလဲတော့မသိဘူးနောင်တရလာတော့မသိဘူးပေါ့နော်โอเคရတော့ရနေပြီဆွဲတော့ဆွဲနေတယ်။အိုးဘာကြီးတော့ဘာကြီးမှန်းလည်းမသိပါဘူး။1.5 1.7 kg ရယ်1.7 kg ရယ် what the hell okay ဘာဖြစ်ဖြစ်ကျွန်တော်တို့ရောင်းစားလို့တော့ရတာဗောနော်ရောင်းစားလိုက်ပါမယ် okay အာ23ပဲရ23ချက်ပဲရတယ် okay မစိုးပါဘူး23ချက်ဆိုတော့ဘာမှတော့လုပ်လို့မရအောင်အာဒီမှာငှက်များတဲ့နေရာတော့အများကြီးပဲရောင်းတာတွေကတော့ okay ကြည့်လိုက်မယ်ဒီမှာအာ900တန်း900တန်းလည်းရှိတယ်ပြီးတော့ဒီမှာက4500ရယ် what the hell okay ဒီအောင်ဒီက2000နဲ့ အာဒါ9250တဲ့ဈေးတွေကတော့တော်တော်ကြီးကိုမြောက်တယ်ဗောနော်အာဟိုမှာသူများတွေရငမားတယ်နေဆိုဘလို့တော့ရထားလဲတော့ကျွန်တော်လည်းမသိဘူးတေချာလည်းမစော်ဘူးတော့အာဘာဖြစ်ဖြစ်ကျွန်တော်ငမားတန်လိုတယ်ဆိုတော့ဒီ900တန်လောက်ဖြစ်ဖြစ်ကျွန်တော်တို့ဝယ်ရင်ဝယ်လိုက်မယ်ဗျာအာတခြားဟာတွေကလည်းဈေးတွေကတော်တော်ကြီးများတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီ900တန်လေးပဲဝယ်လိုက်တော့မယ်โอเคကျွန်တော်ငမားတန်900တန်လေးနဲ့ကျုံးမယ်အာပလတ်စတစ်ရော့တဲ့ โอเคခုကျွန်တော်တို့တစ်သားဒုတ်ကနေပြီးတော့ plastic ဖြစ်သွားပါပြီအဲနည်းနည်းလေးအဆင်မြင်သွားပြီပေါ့နော်โอเคဒီမှာဒီဘဲကိုစကားပြောရမယ်ငမားတဲ့အစ်တလေဝယ်ပြီးသွားပြီဆိုတော့โอเคသူက amazing job တဲ့โอเคဒါတော်တော်ထူးဆန်းသွားပြီပေါ့နော်အာကျွန်တော်ပို့ပြီးတော့ကြမ်းနဲ့ငားတွေကိုမျှရမှာပေါ့ဗျာအာပြီးတော့ကျွန်တော်ကိုကန်ကောင်းပါစီ friend နဲ့โอเคကန်ကတော့မကောင်းဘူးကွာထင်းတဲ့ဟိုတိတဲ့အတိုင်းပဲထင်းတဲ့အတိုင်းတော့ဖြစ်တယ်တိတဲ့အတိုင်းပဲကန်ကတော့မကောင်းဘူး โอเคခုဆိုရင်တော့ကျွန်တော်ရဲ့ဒီမှာကြောင်လေးနဲ့အတူတူကျွန်တော်တို့အာငါးအများကြီးရှိရနေရအောင်တွားနေရဖြစ်ပါတယ်โอเค let's go one eternity later โอเคကိုလူတို့ကျွန်တော်တို့ဒီမှာတော်တော်လေးကိုခီးနေလာတဲ့အချိန်မှာတော့ရောက်ရှိလာပြီပဲဖြစ်ပါတယ်โอเคဒီမှာကျွန်တော်မျှားကြမယ်ဗောနော်ဒီရေဒကွန်နားမှာမျှားမှာပါအာဒီနားမှာငါးတွေပို့ပြီးတော့အာကြီးတဲ့ငါးတွေရနိုင်တယ်လို့ပြောရတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီရေဒကွန်နားမှာမျှားကြပါမယ်โอ้ยมีวาบีมีวาบีอ่ะดาကြီးတော့တော်တော်ซွဲရမယ်เนี่ยထင်တယ် เอ้ยยๆบลาวตองจี้เยงาอีเลยไม่ติดอยู่จ้ะตลอดรอซ้วยเนียอีบ่เนาะจี้ไล่มั้ย what the hell จ้ะโหมาม้าได้หาดิแต่ตองมาปูพี่รอซูเนี่ยだめ kg ก็တော့ม้าบาเลยไม่ซูบ่าว5.9 kg สู้แล้วโอเคจ้ะแทบพี่รอม้าจ๋ามั้ยมาตูม้าดิก็တော့งาดิอ่ํากันย่านี่จ๋าบ่เนาะพี่รอตูรเอง้าดันอีดิก็ตลอดอีลั้นเลยเปีย fishing rod ดิอ่ะอาจ๋าบาเลยจ้ะเราไม่ย่านไหนเนี่ยบัวดิบ่เนาะโอเคดิมานอกแทตะกองแทบพี่รอมีบีบางาเลยတော့ไม่ติดอยู่จี้ไล่ออกมั้ย ကျွန်တော်အခုမှ beginner လေးဆိုတော့သိရမလားတိတ်ပြီးတော့လည်းမကျွမ်းသေးဘူးညှားရတာတွေပါတယ်ရ Okay ဘာရလဲအရင်ဘာကြီးလဲကွာ 3.6kg တဲ့ Okay ဘာဖြစ်အေးပေါ့ကျွန်တော်ကျွန်တော်ရဲ့ဒီ beginner ပုံစံနဲ့ဆိုတော့လည်းကျွန်တော်ဒီလောက်ပဲရမှာပေါ့ရပါလေဒါကိစ္စမရှိပါဘူး Okay ဘာဖြစ်ကျွန်တော်ထပ်ပြီးတော့ညှားကြည့်ကြမယ်ကိုလူတို့ Okay ကျွန်တော်ဘာရမလဲမသိဘူးအေးသူများဟာဒီရတာကြီးကိုကြည့်လိုက်ပါအောင်ရအောင်အေးကျွတ်စင်ကျွန်တော်တို့ရရင်ဘာရမလဲဆိုတော့ကြည့်လိုက် အာခုနတော့ငါးပဲလာမသိပါဘူးကွာ Okay ကိုလူတို့ကျွန်တော်တို့ဒီတစ်ခါတော့နောက်ဆုံးအနေနဲ့မျှကြည့်မယ်ဗောနော်ဘာရမလဲဆိုတာကိုတခြားတော့ကြည့်လိုက်မယ် Okay ပါတော့ပါလာပြီပါတော့ပါလာပြီဘာလဲတော့မသိဘူးဗောနော်ပါတော့ပါနေပြီ Okay ဘာကြီးတော့တစ်တာပုံကြီးလား အာအဲ့ဒီတက်တာဘုံကြီးကဘယ်လိုသုံးရမလဲတော့ကျွန်တော်လည်းသိချာမသိဘူးပေါ့နော်တခါမှလည်းမရဘူးတော့အာโอเคကျွန်တော်နောက်ဆုံးတစ်ခေါက်များလိုက်တာတော့ဒီမှာတက်တာဘုံကြီးရပါပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲ break လိုက်မယ်ပေါ့နော်အာကျွန်တော်နောက်နေ့မှာ part 2အနေနဲ့ဆော့ပြပါမယ်ကျွန်တော် arise over cross ကိုလည်းဆော့ပြဖို့တက်ရှိပါတယ်အာ part 3ဆော့ပြဖို့တက်ရှိတယ်ပေါ့နော်โอเคကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးအာကျွန်တော်တို့ဒီမှာနောက်ဆုံးဗာရမလဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်မယ်ဗျာအာအဆုံးမသက်ခင်နောက်ဆုံးလေးမှာကောင်းတာလေးများရအောင်လားပေါ့နော် โอเคยอวัตเตเฮบายเลยกว่า